။နက်ဖြန်နိုဘာလာတရနေ့စနေနေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်ရှင်။ကပလီပင်လယ်ကနေရွေလာနေတဲ့လေဝေလိုင်းဟာဘင်္ဂလားပင်လယ်ရဲ့အရှေ့လေပိုင်းကိုဝင်ရောက်ပြီးအဲ့ဒီကနေတဆင်မြို့ဝကျွန်းပေါ်ရခိုင်ကယူရန်တလျှောက်ကနေဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကိုနိုဘာလာ၄ရက်နေ့ထိရွေလာနိုင်ဖို့ရှိနေပါတယ်။ဒီလေဝေလိုင်းဟာလေပြင်းနယ်ရဲ့ဝန်ဖြစ်အာကောက်လာဖို့ရှိနေပြီးနောက်ရက်တွေမှာကုန်နေပိုက်ကိုဝင်ရောက်ပါကလေပြာနယ်ဆဲဖြစ်တာအပြည့်သွားဖို့ရှိနေတာကိုမူလဝေတာခံမှန်မော်ဒယ်တွေမှာတွေ့ရပါတယ်။ မနေ့ကျမှာတော့လေဝီလိုင်းရဲ့အရှိန်နဲ့မုံတိုင်းမွန်ထားရဲ့မုံတိုင်းချင်းကျန်နေကြောင်းပြည်နယ်နဲ့တိုင်းအလုံးမှာမိုးနှင်းငယ်ကနေမိုးတင်းတင်းရွာသွန်းလိုက်မှာဖြစ်ပါတယ်။မနေ့ကျံတော်မူရသွန်းမှုခမှန်ချက်တွေကိုပြောရရင်အေရဝတီတိုင်းရန်ကုန်တိုင်းနဲ့မုံတို့မှာနေရာနှံ့ပြမိုးရနိုင်ပြီးတနင်္သာရီတိုင်းနဲ့ကရင်ပြည်တို့မှာတော့နေရာစစ်စိမ့်နဲ့ကချင်းစကိုင်းတိုင်းထပ်ပိုင်းရခိုင်နဲ့ပဲခူးတိုင်းတို့မှာနေရာကျကျဲမိုးရနိုင်ဖို့ရှိနေကြောင်းအသိပေးလိုပါတယ်ရှင်။ဒေတာလိုက်အထူးခမှန်ချက်တွေအနေနဲ့ကတော့ကြိုင်းစိတ်ကြီးကော့ကရိတ်လိုင်းပွဲ ကမမောင်မတော်ရွှေချင်းမြောက်လေးပင်ပင်စလုံးကြောက်တကပဲနွယ်ကုန်းကြောက်ကြီးကညို့ကွင်းဖြူတောင်ကိုဘောဂလိတန်အောင်ကြီးလက်တို့နေပြီးတော့ရမဲတင်ရွာငန်းကြောက်ဖြူမအီမန်အောင်နဲ့ရခိုင်ရုံးမတောင်တန်းတွေပေါ်မှာမုံများနိုင်တဲ့အပြင်နေရာကွက်ပြီးမိုးသည်ထန်တာတွေဖြစ်နိုင်တာကြောင့်တတိပြုသွားလာကြဖို့တိုက်တွန်းပါရရှင်။တစောင်းတိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်နေကြသူတွေအတွက်ပွဲတော်တွေကိုသွားလာရမှာထိနဲ့မိုးကားတွေယူဆောင်သွားကြဖို့တိုက်တွန်းလိုပါရရှင်။ မူဇလာရဲ့ထုတ်ပြန်ထားချက်မှာတော့ပြည်နယ်နဲ့တိုင်းအားလုံးမှာမနက်ဖြန်9နာရီဘာလ6ရက်နေ့ထိနေရာစစ်စစ်ကနေနေရာနှံ့ပြောင်းမှုရနိုင်ပြီးနေရာကွက်မှုတဲထဏာတွေဖြစ်ပေါ်နိုင်တယ်လို့အသိပေးထားပါတယ်ရှင်။ရက်ဝေကြိုတင်ခန့်မှန်ချက်တွေကိုပြောရရင်တော့ဖိလစ်ပိုင်အရှေ့ဘက်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြေလိုင်းဟာတောက်တရုတ်ပင်လယ်ကိုရောက်ရှိလာနိုင်ပြီးတိုင်ဖုန်မုန်တိုင်းတစ်လုံးဖြစ်လာဖို့ရှိနေပါတယ်။ဒီတိုင်ဖုန်မုန်တိုင်းဖြစ်လာမယ်ဆိုရင်အရှေ့ဘက်ကလေစီကြောင်းနေတဲ့အတူမြန်မာနိုင်ငံကိုမုန်တိုင်းကျဉ်ကျပ်မှုတိတ်တွေဝင်ရောက်နိုင်တာကြောင့် တောက်သူဦးကြီးတွေအနေနဲ့လာမယ့်နိုဝင်ဘာလလည်းအထိရေးတဲ့မီစပါးတွေနေလန်းတာပဲပြူတာနဲ့ပဲကျဲချင်းတွေမှာဖြစ်မှုအနေနဲ့ကြားရောက်နိုင်ပါတယ်ရှင်။ပဲပြောင်းစိုက်ပြူကြတဲ့တောက်သူဦးကြီးတွေကိုအထူးသတိပေးလိုတာကတော့မနေ့ကကနေနိုဝင်ဘာလ၄ရက်နေ့ထိနေရာကွက်မူသေးထဏာတွေရှိနိုင်တာကြောင့်စိုက်ပြူမြေတွေမှာရည်တင်တာမျိုးဖြစ်ပေါ်နိုင်ပြီးအပင်ပေါက်ပုတ်တာမျိုးဖြစ်နိုင်တာကြောင့်စိုက်ပြူမြေရွှေ့ဆိုင်ကြဖို့အကြံပြုလိုပါတယ်ရှင်။ မြမကံယူရန်တခြားနဲ့ကံလုံးပင်လေပြင်းတို့မှာတော့တမိုင်မိုင်30ကနေ35မိုင်ထိလေပြင်းတွေတိုက်ခတ်လာပြီးလှိုင်းအမြင့်ဟာရှစ်ပေကနေ10ပေခန့်ရှိနိုင်တာကြောင့်ပင်လေပြင်းတွင်သွာလာဖို့မတင်တဲ့အတွက်ပင်လေပြင်းတွင်ခရီးသွာလာသူတွေနဲ့ကန်နီကံဝေးရေလောက်သားတွေအနေနဲ့အနေအကိုရှောင်ရှားကြပါလို့တိုက်တွန်းလိုက်ရပါတယ်ရှင်။မူလဝတ္တဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝတ္တခန့်မှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးဖို့မြစ်တရရခန့်လိုပါတယ်ရှင်။